အသားရည်ကောင်းဖို့အတွက်မျက်နှာကိုနှိမ့်စေတိရစွာပန်းစီပေးဖို့လိုပါတယ်။ Masuri Flora Factor Gel ဖောင်းမှာတဘာဝပန်းကွက်သက်လေးတွေပါဝင်လာကြောင့်မျက်နှာကိုတိကျစွာပန်းစီပေးပြီးအသားရည်ကိုနှူးညံ့စုပြေလာစေပါတယ်။ Masuri နဲ့အတူလှပခြင်းလေးကိုလက်ကမ်းကျူဆွလိုက်ရအောင်။ Masuri JW Plastic Surgery Korea ရဲ့ Miso Medical Institute of Seoul မိတ်ဆက်ပွဲကိုဇူလိုင်29ရက်နေ့ကဆူလေရှန်ဂရီလာမှာပြုလုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံကိုကိုရီးယား K-pop နဲ့ရုပ်သံဇလန်းတွဲတွေဝင်ရောက်လာခဲ့ပြီးတဲ့နောက်မျက်နှာကို plastic surgery နည်းပညာနဲ့ပြုပြင်ထားတဲ့ကိုရီးယားအမှုပညာရှင်တွေရဲ့အလှဟာမြန်မာပြည်သက်ကိုဖန်ဆားနိုင်ခဲ့ပါတယ်။မြန်မာနိုင်ငံကအမှုပညာရှင်တချို့လဲဒီလိုခွဲစိတ်ပြုပြင်မှုတွေလှုပ်လာကြသလိုငွေကြေးတက်နိုင်သူတချို့ကလည်းမျက်နှာအလှအပအတွက်ခွဲစိတ်ပြုပြင်ဖို့စိတ်ဝင်စားလာကြပါတယ်။အခုမိတ်ဆက်ခဲ့တဲ့မီဆိုဆေးယုံကတော့ကိုရီးယားလိုင်စင်ရခွဲစိတ်ဆရာဝန်တွေရဲ့အလှအပရေးရာခွဲစိတ်မှုတွေပြင် အရေးပြဆိုင်ရာကုသမှုတွေနဲ့ DNA စမ်းသပ်မှုတွေကိုပါလှုပ်ဆောင်ပေးမှာပါတရုတ်ဆောင်စူပန်ထရာကတော့မီဆိုးနဲ့တိုင်ပင်ပြီး JWC ုံမှာနှစ်ခန်းနဲ့လေတိုင်ကိုခွဲစိတ်ပြုပြင်မှုတွေလုပ်ခဲ့သူပါခွဲစိတ်မှုကနာကျင်မှုမရှိသလိုစိတ်ကျေနပ်မှုရစေတယ်လို့သူကပြောပါတယ် grandstand နေပြီးတော့မပန်ဟိုဒါလေးမျက်နှာလေးအပြင်ပေးပြရစေဆိုပြီးတော့ကန်းလှမ်းလာတာပေါ့နော်ဆိုတော့ဒါမီဆိုးကကြတော့ဒီအပြင်မို့အတွက်ကိုဒီ အတိုင်းမင်းတိုင်းမင်းတာပေါ့နော်ဘာလေးလုပ်ရင်ကောင်းမလဲဘာလဲသူတို့အများကြီးလမ်းညွန်ပေးတယ်ပေါ့အပြီးတော့မှဒီ JW ကတော့အဓိကတော့မပန်ဘူးဒီနှာခေါင်းလေးပြင်ပေးတယ်နောက်ဒီ neck lift လုပ်တယ်ပေါ့နော်ဒီ JW plastic surgery ဆေးရုံကနေပြီးတော့အားလုံးမနာမကျင်မဲနဲ့မပန်အခုလိုမျိုးပေါ့နော်ဟိုကိုမျက်နှာလေးပိုချိကောင်းသွားတယ်လို့တော့မပန်တော့ထင်တယ်ထင်တယ်ဆိုအလိုမျိုးပေါ့ဟိုဟိုဟိုနှာခေါင်းလေးရောဒီ neck lift လုပ်ထားတာလေးရောမပန်မနဲ့အိမ်ရနို့လို့မျက်နှာတွေပါတက်လိုက်လို့ရှိရင် စိတ်ထဲမှာချိန်နှက်မှုအပြည့်နဲ့ဖြစ်နေတာပေါ့နော်အဲဒါသူတို့ကျေးဇူးတွေပေါ့ဒီခန်းနာမှာ JW စေကန်းပိုင်ရှင်ဆရာဝန်ဒေါက်တာစုကရှင်းလင်းပြောဆိုခဲ့သလို plastic surgery နည်းပညာအကြောင်းဆွေးနွေးပေးမှုတွေလည်းပါဝင်ခဲ့ပါတယ်မြန်မာပြည်သူမှန်ရင်မြန်မာတိုင်းရင်းသားယုံမျိုးခွဲစိတ်ဖို့လည်းသူကတိုက်တွန်းခဲ့ပါတယ် JW and Miss Soul we have been cooperating for many years and ဂျေဒူလူနဲ့မစ်ဆိုတို့ကမြေပေါင်းများစွာပူးတွဲလုပ်ကိုင်ကြရတာဖြစ်ပြီးဒီနေ့မှလည်းအားပေးမှုတွေပိုရလာအောင်လည်းပူးပေါင်းတာဖြစ်ပါတယ် JW Plastic Surgery ဖက်စိတ်ခံသူတွေကမြန်မာတိုင်းရင်းသားတွေဖြစ်လို့မြန်မာစံစံတဘာဝကိုဖက်စိတ်ဖို့လိုပါတယ်မြန်မာပြည်သူမှရင်မြန်မာတိုင်းရင်းသားယူမျိုးဖက်စိတ်ဖို့တိုက်တွန်းလိုပါတယ်